ကြံရှိနေတဲ့တက်တန်းလေးကိုဘလို့အကောင်းဆုံးနေကြမလဲဘုံဘုံရဲ့တပြည့်တကားတကာမတွေနဲ့အတူထိုင်းနိုင်ငံရဲ့မြို့ဟောင်းဖြစ်တဲ့အယုဒ္ဓယာမြို့ကိုတွားရောက်ပြီးတော့လက်ပတ်ကြပါတယ်အယုဒ္ဓယာမြို့ရောက်တဲ့အခါမှာလေလာစရာတွေတန်ဝေကရစရာတွေလည်းအများစွာ တွေ့ရပါတယ်အဲ့ဒီအယုဒ္ဓယာမြို့ကိုလာရောက်ပြီးတော့လက်ပတ်ကြတဲ့ခရီးသွားဧည့်သည်တွေလည်းအများစွာတွေ့ရပါတယ် တို့တွေကိုတမန်ယာဇဝင်တွေပြောပြနေတဲ့ဂိုက်ဆရာများကလည်းပဲဒီမြန်မာတွေကဘလောက်ထိရက်ဆက်တဲ့အကြောင်းမြန်မာတွေကဘလောက်ထိအနိုင်ကျင့်ပိုကြခဲ့တဲ့အကြောင်းစသဖြင့်ဒါတွေပြောပြတဲ့နဲ့တူပါတယ်ဘုံဘုံတို့ကိုတွေ့တော့ခီးသွားဧည့်သည်တွေတချို့ကလဲကြီးလဲကြီးနေပေါ့ဒီဖုံကြီးတွေဒီမြန်မာလူမျိုးတွေပေါ်ဆိုတဲ့အကြည့်မျိုးဖြစ်ခံစားရတယ်ပေါ့နော်အဲ့ဒီထဲမှာမှနာမည်အကြီးဆုံးဖြစ်တဲ့ဝက်မဟာထန်းဆိုတဲ့ ဖရာရုပ်ပွားတော်ကိုမြောင်ပင်ကြီးကမြို့ထားတဲ့နေရာပေါ့ဒီနေရာရောက်တော့ပို့ပြီးတော့တန်ဝေကရမိပါတယ်ဖရာစီဒီဖရာရုပ်ပွားတော်တွေဆိုတာကအချိန်တန်ရင်ပျက်စီးသွားကြတာပါပဲရင်ထဲမှာရှိတဲ့ဖရာကားတာလေးမပျက်စီးတာ ဖြစ်တယ်အပြင်မှာရှိတဲ့ဖရာကားတော့အချိန်တန်ပျက်စီးသွားတာပဲဂျပန်ဘုန်းကြီးပြောတဲ့စကားလေးကိုတွားရောက်ပြီးတော့တရေရမိပါဒီအယုဒ္ဓယာမြို့ဟောင်းကိုရောက်တော့အားလုံးက ရိုင်နဲ့ပျက်စီးရွရွနေတာတွေကိုတွေ့ရတော့ဂျပန်ဘုန်းကြီးပြောတဲ့စကားလေးသွားတရားမိပါတယ်။တခါတုန်းကဂျပန်ဘုန်းကြီးတစ်ပါးဟာနန်းတော်တွေကိုဝင်လာခဲ့တယ်။သူဝင်လာတဲ့အချိန်မှာအဆောင်တွေကမတားဆီးလိုက်နိုင်ဘူးပေါ့။ဒီတော့ဘယင်ကြီးစီကို တန်းပြီးတော့ရောက်သွားတယ်။ဘယင်ကြီးကလည်းဂျပန်ဘုန်းကြီးကိုတွေ့လိုက်တော့ချက်ချင်းမေးလိုက်ပါတယ်။ရှင်ဘုရားတဲ့ဘာများအလိုရှိလို့ပါလဲဘုရားတဲ့ အေးငါအိတ်ဖို့အခန်းကောင်းကောင်းတခုအလိုရှိတယ်။အိုးအရှင်ဘုရားနေရာမလာပြီဒါဟာတဲခုကမဟုတ်ပါဘူးနန်းတော်ဖြစ်ပါတယ်ဘုရားတို့ပြန်လျှောက်တယ်။နေပါဦးမေးပါဦးမေးမင်းပြောတဲ့ဒီနန်းတော်ထဲမှာမင်းအရင်ဘယ်သူတွေနေသွားသလဲ။တပိတော်ရဲ့အရင်တပိတော်ရဲ့အဖေနေသွားပါတယ်ဖေဟာအခုတော့တပိတော်ရဲ့အဖေမရှိတော့ပါဘူးဖေဟာတဲ့အေးမင်းအဖေအရင်ကိုဘသူနေသွားသလဲကွာ တပည့်တော်ရဲ့အဖိုးနေသွားပါတယ်ဖေဟာအခုကတော့မရှိတော့ပါဘူးဖေဟာမင်းအဖိုးအရင်ကဘသူနေသွားလဲတပည့်တော်ရဲ့အဘေးနေသွားပါတယ်ဖေဟာဒါနဲ့များกว่าတဲ့နန်းတော်လို့ဒါနဲ့များกว่าတဲ့နန်းတော်တဲ့မင်းဖေလည်းနေပြီးတော့ထွက်သွားရပြီ မင်းအဖိုးလည်းနေပြီးတော့ထွက်သွားရပြီမင်းဘေးလည်းနေပြီးတော့ထွက်သွားရပြီ မင်းလည်းတနေကြရင်ထွက်သွားရအောင်မေ ါတဲခိုကမဟုတ်လို့ဘာလဲကွာလို့ဂျပန်ဘုန်းကြီးရဲ့စကားကို ကြားလိုက်ရတော့ဘယင်ကြီးကလည်းတခါမှ မစင်စားဘူးတဲ့ဩငါဟာတဲခိုကမှနေနေပါလားဆိုတဲ့အသိဉာဏ်လေးတစ်ခုလင်းကလေးဝင်သွားပါတယ်အခုအယုဒ္ဓယာမြို့ကြီးကလည်းအရင်တုန်းကဆိုရင်လူတွေစီစီကားကားတိုက်တိုက်မြိုင်မြိုင်နဲ့မြို့ပြကြီးတစ်ခုဖြစ်ခဲ့ပါတယ်ရှင်ဘယင်တွေအတီးတီးအုပ်ချုပ်ကြတယ် ရှင်ဘရင်ဒီအသီးသီးဝင်ရောက်ပြီးတော့တင်းယူကြတယ်အုပ်ချုပ်ကြတယ်စီမံကြတယ်ကုကဲကြတယ်အမတန်စီကားတဲ့မြို့တော်ကြီးဖြစ်ခဲ့ပြီမဲလို့အခုကတော့အကုန်လုံးဟာရိုင်နေပြက်စီးပြီးတော့နောက်ဆုံးအနိစ္စသဘောမှာအဆုံးသတ်သွားကြတယ်ဒီပုံမြင်ထဲမှာဘရင်ကြီးကဂျပန်ဘုန်းကြီးကို အခမ်းပေးမပြီးတော့အစာထဲမှာပြမထားပါဘူးတကယ်တော့ဂျပန်ဘုန်းကြီးပြောသလိုပဲအားလုံးဟာတဲခိုကားမှာခိတ္တခဏတဲနေကြရတာဖြစ်တယ် အချိန်တိုင်ရင်တတ်မှတ်ရစီရင်အိမ်ပြန်ကြရမှာပါဒီတော့တက်ခိုကမှဘလောက်ထိနေခွင့်ရအောင်မလဲလူဘောအသက်တန်းကိုရေပုံရ85နှစ်တန်းပဲထားလိုက်ပါတော့အသက်40ရှိတဲ့လူတယောက်ဟာတက်ခိုကမှ35နှစ်ပဲနေခွင့်ရတော့မှာပါအသက်50ရှိတဲ့လူတယောက်ဟာတဲခိုကမှ25နှစ်ပဲနေခွင့်ရတော့မယ်။အသက်60ရှိတဲ့လူတယောက်ဟာတဲခိုကမှ25နှစ်ပဲနေခွင့်ရတော့မယ်။လက်ကြံအချိန်ကနည်းနေပါပြီ လက်ကြံအချိန်ကကို့အတွက်တန်ဖိုးရှိပါတယ်ဒီအချိန်ဟာသူတို့ဘာကောင်းတာမကောင်းတာကိုဝေဖန်ရမယ့်အချိန်ဝေဖန်ရမယ့်အရွယ်မဟုတ်တော့ဘူးကိုကောင်းအောင်ပဲနေထိုင်ရတာကသူတို့ဘာကောင်းတာမကောင်းတာထက်ကိုကောင်းအောင်နေဖို့ကအဓိကပဲဒီတော့ကြံရှိနေတဲ့သက်တမ်းကိုဘယ်လိုနေမလဲ